လူတွေရဲ့ဘဝခန္ဓာလူတိုင်းမှာကြည်လိုက်ရင်ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နဲ့သိပ်ပိုင်းဆိုင်ရာသိမှုတာပဲရှိတာဒီနှစ်ခုပဲရှိတာဒါကိုဉာဏ်နေရပဲနမရူပနာယုတ်ပေါ့ အဲ့ဒီနံယုတ်ကိုပြိစီရာခွဲကြဖို့ဇာသုံးရတော့ဒီလိုပဲယုံနံခွဲယုံနံခွဲဒီလိုပြောတာပေါ့သဘောတရားကြီးအရာကြည့်ရင်ယုံနံခွဲရင်ဗာမြင်ရမှာလဲယုံနံခွဲတဲ့အခါမှာသဘာဝမတူတာကိုမြင်ရရုပ်ရဲ့သဘာဝကမြင်နေတွေ့နေရ ထီလိုကင်လို့လည်းစမ်းသပ်လို့လည်းရတဲ့သဘောရှိစိတ်ရဲ့သဘာဝကမမြင်ရမတွေ့ရဘူးထီကင်ကြီးစမ်းသပ်လို့လည်းမရပြန်အဲ့ဒါကသူတို့ရဲ့ကိုယ်ပြချမ်းသာခြင်းပဲဒါလောက်ပဲကိုယ်ပြချမ်းသာရလားဆိုတော့မဟုတ်ဘူးတော်ပိုင်းဆိုင်ရာကအာပိတဝေဝုတ်ပြရဣချိုးပြရပြုလုပ်ပြရ ရင်နေလို့မရဘူးလှုပ်ရှားနေရတယ်အဲတော့ခန္ဓာကိုယ်ကလှုပ်ရှားနိုင်တော့မှတမ္မာရေးဆိုတာထိုက်လျောက်ကောင်းတာဟုတ်တယ်စာစာပြီးအိတ်အိတ်ပြီးစာဆိုရင်အဲ့ဒီခန္ဓာကိုယ်ကြီးကသွေးလေးလှုပ်ရှားမှုမရှိတော့အိတ်ဆို့ပြီးတော့ရပ်သွားတော့တာဒီတော့ခန္ဓာကိုယ်ရဲ့သဘောကလှုပ်ရှားတဲ့လောက်လှုပ်ရှားပေးရတယ် လှုပ်ရှားနိုင်တော့မှခန္ဓာကိုယ်ကကျန်းမာတယ်ဆိုတာအဲ့ဒါတွေ့ရနော်ငပြင်းနေရတော့ကျန်းမာရေးချို့တာအစာကြီးတောက်ကြီးပြင်းကြီးရင်ဒါကတော့ယောဂါကတော့အတေချဘောဖြစ်လာတော့မှာသက်တမ်းတူသွားနိုင်တယ်အဲ့တော့ခန္ဓာကိုယ်ကလှုပ်ရှားနိုင်တော့မှအကျမ်းမာရေးကောင်းတယ်လို့ခန္ဓာကိုယ်သဘာဝအရာဒီလိုပြောလို့ရပြီမို့စိတ်ကလေးကြတော့ကြောင်းမြန်ဖြစ်တာ ိတ်ကလှုပ်ရှားရင်မကောင်းဘူးဒေါသနဲ့လှုပ်ရှားတယ်လောဘနဲ့လှုပ်ရှားတယ်မာနတွေအတ္တတွေနဲ့လှုပ်ရှားတယ်မကောင်းဘူးဆိုတာအဲ့တော့စိတ်ကြတော့ငြိမ်တော့မှကောင်းတယ်ဆိုတာတွေ့ရနိုင်ရုပ်ခွဲတဲ့အခါမှာအဲ့ဒီဘဝအဲ့ဒီကြီးရောက်လာတော့မှယုံနိုင်ရဲ့ခွဲကြခြင်းဆိုတာဟောယုတ်တဘောကတော့လှုပ်ရှားမှဟိမလှုပ်ရှားနိုင်တော့ငပြင်းဆိုရင်တော့ယောဂများလိမ့်မယ်ဟောနန္ဒဘောကတော့ ငြိမ်လေကောင်းလေပဲစိတ်ငြိမ်လေစိတ်သက်သာလေစိတ်အေးချမ်းလေအစိတ်တွေကကောင်းလေပဲအာစိတ်ဘူးလေစိတ်လှုပ်ရှားတဲ့ဆိုရင်မကောင်းဘူးဆိုတာအဲ့ဒါယုံနံခွဲတဲ့အခါမှာအဲ့လိုတွေ့လာအဲ့ဒါဆိုတော့ဒီဘက်ကယုတ်ကလှုပ်ရှားတယ်ဆိုတော့လှုပ်ရှားတယ်ဆိုတဲ့အပိုင်းမှာ လူတွေကတယောက်တည်းလှုပ်ရှားလို့မရဘူးလေတဲ့။စာဝနေရေးတွေကအကုန်ပူးပေါင်းပြီးလှုပ်ရှားကြတယ်မလို့ခုနကတော့ဦးဇင်းတို့စကားလေးစကား collaboration ကပူးပေါင်းဆောင်ရွက်ရတယ်။ပူးပေါင်းဆောင်ရွက်ရတာရုပ်ကိစ္စ။အတယောက်ခင်းတဲ့ကိစ္စပြီးတယ်ကွာဆိုရင်နေကြည့်လေ။ဘာမှစားစရာလည်းမရှိဝတ်စရာလည်းမရှိနေစရာအိမ်လည်းမရှိ။နေစရာအိမ်ကပူးပေါင်းဆောင်ရွက်လို့တာဖြစ်လာကြတယ်။စားစရာတွေလည်းပူးပေါင်းဆောင်ရွက်လို့တာစားနေတောက်နေကြ။အဲဒီတော့ဘုရားကပြောတယ် ဒီကရုပ်ပိုင်းဆိုင်ရာမှာလှုပ်ရှားတယ်။ကုပေါင်းဆောင်ရွက်မှုနဲ့ကောင်းကောင်းလေးလှုပ်လှုပ်ကြမယ်ဆိုကုသိုလ်ကိုပြောခဲ့တာ။ကုသိုလ်လှုပ်ကြလှုပ်ကြလို့ဒီဘက်ကိုပြောတယ်။အကုသိုလ်ဆိုတာကောင်းအောင်မလုပ်ရင်ဘယ်တော့မှမကောင်းဘူးဆိုတာဒါဘုရားကဒီဘက်မှာပြောခဲ့တယ်။ဒါရုပ်ပိုင်းဆိုင်ရာအတွက်စိတ်ပိုင်းဆိုင်ရာအတွက်ကျတော့ငြိမ်မှုကောင်းတယ်တဲ့။ဒီစိတ်ကငြိမ်လေကောင်းလေပဲဆိုတော့စိတ်ကိုမလှုပ်ရှားလေကောင်းလေပဲ။အဲ့တော့စိတ်မလှုပ်ရှားလေကောင်းလေပဲဆိုတော့ thế rồi tới lâu sợ đi kia nhà thế rồi tới lâu sợ vô giờ rồi cũng là chỉ biết cả lâu sợ mù cả cú vong bị phòng nhà để lưu nhà đi lâu sợ đi nhà nhà lâu sợ đi nhà 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 đi đã ra chỉ biết được cái nào thế là rồi tới cả mà lâu sợ thì mà lâu không tới lâu sợ thì nó rồi mà ဘုံဆောင်ရမှုတွေကိုဖယ်ထားတော့မှာပေါ့ ရုပ်ပိုင်းဆိုင်ရာကူပေါင်းဆောင်ရွက်မှုတွေကူပေါင်းဆောင်ရွက်မှုဆိုတာလူများလေအဆင်ပြေလေဒီဘက်ကစိတ်ကတုံ့ချာလို့မရဘူးငြိမ်ပြီးနေကြမယ်လူငယ်လေအဆင်ပြေလေမတူတော့ဘူးနော်ရုပ်နံခွဲလိုက်တဲ့အခါမှာတို့ဘက်ကလူများလေးအဆင်ပြေလေသိဘက်ကလူများလေးစိတ်ရှုပ်လေ စ္စည်းများလေးသိမ့်ရှုပ်လေးရုပ်ဝတ္ထုများလေးသိမ့်ရှုပ်လေးအင်မတန်ကွာခြားသွားပြီဆိုတာအဲ့တော့ယုံနံခွဲပါစရာဘုရားကအလကားပြောတာမဟုတ်ဘူးအဲ့ဒီလိုရောက်အောင်ခွဲခိုင်းတာအခုကတော့ဇာတိမှာပဲဇာတိသွားကျင်တာကနံသွားနေတာကယုတ်သူမဟုတ်ငါမဟုတ်သွားရနံနေယုတ်ဒါပဲပြီးပြီသွားကျင်တာကနံသာရကယုတ်သူမဟုတ်ငါမဟုတ်သာရနံနေယုတ်လုံနေကြတာပဲ အဲ့တော့မဟုတ်ဘူးလားဆိုတော့ဟုတ်တော့ဟုတ်တယ်။ဒါပေမဲ့ဘယ်လိုသွားကြည့်ရအောင်။အခုဦးဇင်းတို့ခွဲပြတဲ့သဘောတရားဆိုတာဒီသဘောတရားက ဟုတ်မဟုတ်တရားစဉ်းစားကြည့်စိတ်လှုပ်ရှားရင်ပင်မနဲ့မငင်းနဲ့လေဒါဘယ်စားဘလို့လာပြောတဲ့ဒါလည်းလာမလုံးနဲ့။ဟုတ်လားမဟုတ်လားတခွန်းနဲ့မေးတခွန်းနဲ့ဖြည့်ပြတ်ပြီးသား။စိတ်လှုပ်ရှားရင်တသက်တာမလားပင်မမလား။ဒီဖြည့်ထွက်တယ်ဒါပဲ။ အစိတ်လှုပ်ရှားရင်တက်တာတော့ဘောဖြည့်ခြင်းနဲ့ဖြည့်လေဒါကတော့တသူမာဖြည့်သူသူကိစ္စအဲ့တော့ယုတ်ကြတော့အယုတ်ကမလှုပ်ရှားပဲနေရင်နော်အယုတ်အတွက်ကကောင်းနေလို့တင်မလှုပ်ရှားပဲနေကြည့်ပါလားယုတ်ကလေးဖြတ်သွားမှာပေါ့ဒီလေးလေးလက်ပတ်မှုမရှိတော့ဘဲနဲ့ကြီးတွေပိတ်ဆို့ပြီးတော့အဲ့ဒီတုံကြီးကဒီတုံကြီးဖြစ်သွားတော့မှာဒါကြောင့်မလို့ခနာကူကလှုပ်ရှားပေးရအစာတွေထည့်ပေးရ အဝတ်တွေနဲ့လှုပ်ရှားပေးရဒီချိုးမျက်နှာတည်ဆိုင်ဒါလှုပ်ရှားမှုတွေကြီးပဲအဲ့တော့လူများများလိုတယ်တဲ့ဘာလို့လဲလူများများဆိုတာအတိတ်အများကြီးမဟုတ်ပါဘူးဒီလိုပူပေါင်းဆောင်ရွက်အနာဂတ်အတွက်လုံလောက်တဲ့လူလိုအပ်တယ်ပေါ့အစိတ်အတွက်ကြတော့သူမလိုဘူးပစ္စည်းလည်းမလိုဘူးအများကြီးလည်းမလိုဘူးစိတ်ကမလှုပ်ရှားဖို့ရည်ကြည်တယ်။ဘာတွေ့တွေ့ဘာမြင်မြင်ငါစိတ်နဲ့မဆိုင်ဘူးဆိုပြီးတော့စိတ်ကိုညင်အောင်ထားရမယ်။ အနေကနေဟောဦးတင်တော့အဲ့ဒီအကြောင်းလေးပြောပြခဲ့တာရှိပါတယ်လိုရင်းတူရှင်းလေးပါပဲဒီလိုအဲ့တော့ဒါလေးလည်းပဲအခုနေကနေဟောပြောခဲ့တဲ့အတွက်ကြောင့်ဂျုံတို့ဒါလေးထည့်ပြောတာအဲ့တော့ဒါသဘောတရားတွေဘာမှမပါဘူးနော်ဒီသဘောတရားလေးနားလည်ပြီးတော့စိတ်ကိုဘယ်လိုထားမလဲရုပ်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 ချုပ်ချုပ်ချုပ်လှုပ်ခြင်းလားလူအများကြီးနဲ့လှုပ်လေဒါလူမှားနေလိမ့် နော်ခန္ဓာကိုယ်တွေ့ကြတော့လည်းပဲအခန္ဓာကိုယ်ငြိမ်အောင်ထိုင်ပြီးတော့တဏှာကြီးတဏှာကြီးမဟာပလင်းတွေလောက်ချင်လောက်လေပါဖြစ်လေအဲဒီမှာသောက်ထုံမှုမျိုးတွေဖြစ်တာတွေ့ရမှာပေါ့နော်လောက်ချင်လောက်လို့ရတယ်ကံွယ်เสียတော့မရှိဘူးသို့တော့သဘာဝမှာတော့သဘောတရားတော့ဘယ်လိုများတန်ခတ်သွားမလဲဆိုတာအဲဒီမှာပေါ်လာမှာပဲနော်တကယ်ကိုကြောင်းမြန်သောက်ထုံကြီးကြောင်းမြန်သောက်ထုံကြီး ငြိမ်ရမယ့်ဟာကိုမငြိမ်ဘူးမငြိမ်ရမယ့်ဟာအတင်းငြိမ်ခိုင်းတယ်အဲ့တော့ဘုရားကပြောခဲ့တာကုသိုလ်နဲ့နှိပ်ပါမလားဒီကြောင်းလေးတွေလည်းရှေ့တော်ကပြောခဲ့ဥပါတယ်ကုသိုလ်ကောင်းမှုနဲ့နှိပ်ပါအကျဉ်းလွတ်မြောက်ဖို့ဒါပါပဲ